ကျောင်းနေအေးဆေးဖွင့်နိုင်တယ်။ဘန်နေဖွင့်နိုင်တယ်နော်။အဲဘယ်လိုခေါ်မဆိုရှိရင်စီပေါ်ကြီးတွေကြားနိုင်တယ်တော့မှကျောက်ဖုံကပြီးတော့တိတာမသိဘူးကိုယ်လည်းပြောမယ်နော်။ကျောက်ပြူပြူကပြီးတော့အေးအေးဒီအဲ့ဒီအစုံဖျားတော့မှလှောက်ရှားနေတာကိုတိတာမသိဘူးနော်။ဘယ်လိုဒီမှာဆိုရှယ်လိုင်းလမ်းနဲ့ပါလဲ။အဲ့ဒီကလည်းမေလို့စစ်ပွေးလေးဟုတ်လား။ဒီယူနီဖောင်းဖြုတ်ပြီးတော့ဒီတကောအောက်စုဖွဲ့ပြီးတော့ပါတီလုပ်ခဲ့။ဟုတ်လား။နောက်တော့ဒီကပ်အာဖောက်ဝဲဦးစေဒီကပ်ဝဲအဲ့မှာလည်းတက်စားညာ အဲ့ဒါလေဟိုယူနီဖောင်းထုတ်ပြီးတော့ခိုးမေးလူစခွေးတွေပေါင်းစုပြီးတော့ခိုးမယ်ပါတီဟယ်လိုချရမီဘာပီတူညူကိုမော်မာများအားလုံးမင်္ဂလာပါ News Beat Channel ကနေပြန်မချိုးဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ23ရက်နေ့ရက်တို့ဇနီးနေ့မနေ့ပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ကတော့ ဒီနေ့မနေ့မှာနောက်ဆုံးရှိထားတဲ့တော်လန်သတင်းထုတ်သတင်းကောင်းများစွာရှိထားပေးတဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်တို့ဒီနေ့မနေ့မှာဆွမ်းတော်တော်လန်ရေးဘော်ဒီကနေပြမစစ်ကောင်စီရဲ့ပေါ်နာစခန်းသိမ်းတိုက်ပွဲဆင်နွှဲတဲ့နေရာမှာအောင်ပွဲတွေရရှိနေတဲ့ဆိုတဲ့သတင်းတွေပါဝင်ဘောမရဲ့ကိုရဲ့ကြေကွဲလောင်မြဲတံတွေလည်းကြည့်ရှုမှာပဲဖြစ်ပါရစေ။ကျွန်တော်တို့အယုံဆုံးနေတဲ့ခါတိုင်းလိုပဲတော်လန်သတင်းတို့လေးတွေကြည့်လိုက်ရအောင်နော်။ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ကရင်ပြည်နယ်ကော့ကရိတ်ကျုံတို့လမ်းပိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးတော့မှစစ်ကောင်စီတပ်ဖက်ကတေးဆုံမှုမျောပြားနေတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါရစေ။ နေ့စဉ်ရက်ဆက်တော့တော်လိုက်တတိကနေပြီးတော့ကျွန်တော်ဘေချောင်းတို့ဝိုင်းသားနေပါတယ်။အဲ့ဒီကနေပြီးတော့စချောင်းထိုးထိုးပြီးတော့ထွက်လာနေတာပေါ့ကျွန်တော်တို့နဲ့ပွားအဖွဲတွေကတော့ကြဖြတ်ချင်းမိုးနေတာပေါ့နော်။နေ့စဉ်ရက်ဆက်ကတော့တိုက်ပွဲတွေဖြစ်ပွားနေတာပေါ့ပြောရမယ်ဆိုတော့ဇွန်လ16ရက်နေ့တိုက်ပွဲမှာအယောက်40ကျော်လောက်တော့စစ်ကောင်စီတပ်ကတေသွားတာပေါ့နော်လက်နက်ခဲတွေလည်းပြည့်စုံရပါတယ်ဆိုပြီးတော့မှရဲဘော်စောပိုးကနေပြီးတော့ပြောဆိုထားဖြစ်ပါတယ်စစ်ကောင်စီရဲ့တပ်မ44နဲ့တပ်မ55ဘူးပုံစံချောင်းကိုရွှေနှန်းတောင်စစ်စင်ရဲ့အနေနဲ့ ဂျပန်တိုက်ခိုက်ခဲ့တဲ့စစ်ပရမလိုင်ယွန်ဘက်တလီယံစစ်ကြောင်းကနေပြီးမှထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။တောင်ပိုင်းတန်းမှာခုလိုမျိုးစစ်ကြောင်းထုတ်ပြီးမှကျွန်တော်ပြည်သူတွေကိုရေးစင်ပူဆောင်နေပေါ့နော်တပြေမော်ဒီလှုပ်ဆောင်နေတဲ့စစ်ကောင်စီစစ်ကြောင်းတွေအရဆိုတော့ကျွန်တော်တော်လည်းရုပ်တွေနဲ့တွေ့တဲ့ချိန်မှာဆိုတော့အကွက်ကွက်ပြူပြူပြပြမခုဆိုရင်စစ်ကြောင်းလိုက်ကိုမိဖို့ခံလိုက်ရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ပဲကိုးတိုင်းတောင်ဝမျိုးနဲ့တောင်ဝလိပ်တော်လမ်းပိုင်းမှာဆိုတော့ချမ်ပစ်စစ်တပ်ရဲ့63တိုင်းကရဲခပ်ပိုးပြီးတော့မှပြန်လာတဲ့စစ်ရင်တန်းကိုတက်ခတ်ခဲ့လို့စတောင်ဝတေဆုံးပြီးတော့မှခန်းတွေတင်းစရရှိခဲ့တယ်ဆိုတော့နောက်ထပ်တရင်ကောင်းလေးပဲဖြစ်ပါတယ်။ခွေးတီရာထက်တော့မရှိပါဘူးစစ်ခွေးတွေပဲပြန်လည်ပြတ်ခတ်ပါတယ်။ထိုးဝါချောင်းရွာထဲကနေပြီးတော့မှထိုင်ချတဲ့ခွေးတွေပြစ်နေတာပါ။ခုလက်ရှိမှာထိုးဝါချောင်းရွာထဲမှာဆိုတော့ခွေးတွေကတောင်ဝလိပ်တော်လမ်းအသုံးပြုသွားလာနေတဲ့ပြည်သူတွေကိုတတိထားသွားချဖို့အခုဆိုရင်ကျွန်တော်တို့ဘက်ကနေပြီးတော့မှလက်နေခန်းတွေလည်းများစွာရှိနေတဲ့ကြောင့်မလို့ကိုကြီးပေးပါဆိုပြီးတော့မှ ြောချင်ပါတယ်ဆိုပြီးကျွန်တော်တို့ကန်ဒီထွက်လိုက်ဆုံးတာဝန်ရှိသူကနေပြီးတော့ဆက်လက်ပြောဆိုထားတာဖြစ်ပါတယ်အဲ့လိုမျိုးပဲပေါ့နော်စစ်ကောင်စီတပ်ဖွဲ့တွေရတဲ့အခုဆိုရင်ရေးခါတွေပို့လိုက်ကျွန်တော်တို့ကိုစစ်ကြောင်းထွက်လိုက်နဲ့လှုပ်ရှားသွားလာနေတဲ့အချိန်မှာပဲကျွန်တော်တို့တော်လန်ရဲဘော်တွေကနေပြီးတော့တရင်တွေချက်ချင်းရပြရပြီးချင်းမှာပဲစစ်ကောင်စီရဲ့စစ်ကြောင်းလိုက်ကိုအခုဆိုရင်ကြာဖြတ်တက်ခဲမှုတွေဆက်တိုက်ဆိုးသလိုလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်တို့ဒီနေ့မှနေမှာနောက်ဆုံးကြားသိရတဲ့ပေါ့နော်တော်လန်တရင်ကောင်းတရင်တူလေးတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မှနေမှာပထမဆုံးအနေနဲ့ကျွန်မကတော့ ရေးပျောက်ကြားတဲ့ဘက်ကရဲဘော်တို့ဦးတည်ဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှတရင်ရေးမှဒါတွေလွဲသွားလို့ပေါ့နော်ကျတို့တော်တော်လေးကိုဂီးထန်းနေတဲ့အချိန်မှာအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှကျတို့ကိုစီကလည်းဘယ်လိုမျိုးတွေပြောထားမလဲဆိုတာစာကြည့်လိုက်ရအောင်နော်ချို့တလေရှိတယ်ဂျီလူကမိုင်းတပ်ဖွဲ့တွေတဲမှလူငယ်တွေဗျကျွန်တော်အင်တာဗျူးတဲ့ချို့ကလေးတွေဆိုရင်အပြင်မှာစကားပြောကလေးတွေလူငယ်တွေကျောင်းမင်းတို့တွေအဲ့တိုက်ပွဲသွားတော့မင်းတို့ဒေါ်လာပြောအာဘူးကြီးကထွက်လာတော့လုတ်ချင်လာမှပြောနေအမလို့အာလူကြီးတွေဘယ်လိုခိုင်းတယ်အဲ့လိုပဲကြိတ်နေနေရတာပေါ့ကျွန်တော်တို့ကစစ်သားဖြစ်နေတော့အများစုကတော့အဲ့ဒီစိတ်ရှိဒါပေမဲ့ မပေါင်းတစ်ထောင်နဲ့ဖွဲ့စည်းထားတာပြည်သူတဲကလူတွေကိုတင်တန်းပေးပြီးတော့စစ်တပ်ဖြစ်အောင်တိစောက်နေတဲ့ကာလပဲရှိသေးတယ်ပြည်သူတွေပဲအရက်သားပြည်သူတွေဆိုတော့အဲ့ဒီတော့အမှားအယွင်းအသိအဆောင်တွေပါလာမယ်တဏ္ဍာရီကိုတတ်တာဖျက်တာဗီဒီယိုဖိုင်တွေရိုက်ထားတာလည်းရှိမယ်ဩအဲ့ဒါကိုမီဒီယာတစ်ခုကဝင်းကပြောသလိုအတရားပြည်သူတွေတိတိနေဆိုတင်လိုက်မယ်တစ်ဖက်ရန်တို့အတွက်လောင်စာဖြစ်သွားမှဒါမျိုးကဟုတ်ဒါမျိုးတွေကြာကျွန်တော်ရှောင်ရှားရမယ်ပြည်သူဘက်ကဆိုရင်ပြောတာပါကျွန်တော်ပြောတာကဟုတ်တယ်အခုရေးတင်တန်းနဲ့ပတ်သက်လို့တကယ်ဝင်းပြင်မယ်ဆိုလို့ရှိရင်အခုလက်ရှိမြစ်မတင်ထားတဲ့အတိုင်းဆိုရင်ဒါလက်ခံစရာအကြောင်းရှိတယ် ဘုမလေးမဟုတ်တယ်မလားဒါကျွန်တော်ဘူးမလိုက်ပြောမဟုတ်မစ္စမအတင်ထားတဲ့တည်င်းအတိုင်းဆိုကျွန်တော်တို့လက်ခံပေးစရာအကြောင်းမရှိဘူးပုံမှန်လေးစဖြစ်နေတာလေတင်နာနာတင်အောင်ရိုက်တက်ပလိုက်တယ်ဆိုတော့မဟုတ်ဘူးလေဟုတ်တယ်မလားဒါပေမဲ့ကျွန်တော်တို့မြေပြင်ကိုတွားကြည့်ရမယ်တကယ်တခုယူမယ်မြေပြင်ကနားပြောတဲ့စကားဆိုတာကြိုက်တဲ့လူတွေရှိမယ်နောက်ဆုံးလေကျွန်တော်ပြောပြမယ်ပြကျွန်တော်တို့နိုင်ငံသားတွေကလက်နက်ကင်အဖွဲ့ချင်းတူတူတူအဖွဲ့ကိုမကောင်းပြောတဲ့ငါအဖွဲ့အကောင်းပြောတယ်ကျွန်တော်လက်မြေကိုတွေကျွန်တော်နည်းနည်းလေးကိုကျွန်တော်ဆင်းနေဆိုတော့အလကားဆင်းတာမဟုတ်ဘူးဟုတ်တယ်နော်နှစ်ဖွဲ့ရှိတဲ့ဒီဒီကမှာ PDF တွေပဲ ဒါပေမဲ့ဒီဘက်ဘက်ကိုတွားတဲ့ချိန်ကိုဘက်ဘက်မကောင်းကြောင်းပြောတယ်။ကိုဘက်ဘက်ကိုတွားရင်ဒီဘက်ဘက်မကောင်းကြောင်းပြောတယ်။ဒါပေမဲ့ကျွန်တော်တို့ကတော့ပိုင်းရွာွားတယ်နားထက်ထားတယ်။ဘသူတွေကလို့ဘလို့လုပ်လဲ။ဘလို့ပုံစံလဲဒါဟုတ်ပဲကြည့်။အဲ့ဒီတွေ့ကျွန်တော်တို့အောက်ထင်ကပြောတဲ့ဇကားတိုင်းကိုကျွန်တော်မှန်ပါတယ်လို့တွားတတ်မှတ်လို့မရဘူး။ကိုကိုယ်တိုင်မျက်မြင်တက်တဲ့တွားကြည့်ပြီးတော့သုံးဖြတ်ကမသူတို့ဘလို့လုပ်နေလဲ။သူတို့ကစေတနာပါပါလုပ်လာတာ။ပြဿနာတစ်ခုဖြစ်သွားရင်ဒီပြဿနာကိုရွေရွေချင်းချင်းလုပ်တာလား။ဒါမှမဟုတ်လို့ရှိရင်တမင်တက်တက်လုပ်လာတာ။ဟွန်း။တွားကြည့်ပါခင်ဗျားတို့တွားကြည့်ပါ။အခုကျွန်တော်ရောက်သွားတယ်မှာလူနာပို့ဖို့ကားမရှိဘူး။ နော်ကားတွေတန်တော်သွားတဲ့လမ်းမှာတွေ့တယ်မလားမိုးရွာဝိုင်းစက်သီးကျုံနဲ့ပတ်ပြီးတင်အောင်မတက်ဘူးဘာဖြစ်လို့လဲအောက်ကနေဘိန်းနဲ့လေးဘိန်းကလွတ်ပြီးတော့ဘိုက်ထောက်နေလို့အဲ့ဒီဘိုက်ထောက်နေတဲ့ပြည်ကြီးကိုလူတွေနဲ့ပေါက်ကန်နည်းနည်းပေါက်လိုက်စက်သီးတင်လိုက်တစ်ဖက်ဖိုးပြီးတော့ချင်းပတ်ထားတဲ့ဘယုအဲ့ဒါလိုတွားတဲ့လမ်းတစ်ခုခုဖြစ်လာလို့ဆိုတော့ဒါဆိုရင်တစ်ခုခုထိလိုက်တန်ရလို့တွားမယ်ဆိုလမ်းမှာပြေးပြီနော်ဘာကားလည်းမရှိဘူးလောစကားတစ်စီးကျွန်တော်အဲ့ဒီဘက်ကြောအတွက်ကားတစ်စီးကျွန်တော်ရအောင်လုပ်ပေးမယ်အာမခံရတယ်ကျွန်တော်ရအောင်လုပ်ပေးမယ် ဘာဖြစ်လို့လဲလိုအပ်တယ်လေတကက်ကက်ကလေးတွေအခုတင်နှမ်းမှာတစ်ခုဖြစ်တယ်တွေးရတယ်အဲ့ဒီညဆိုညမကြီးအဲ့ဒီနေလှအောင်လှနေကျွန်တော်နော်အဲ့တော့မိကတည်းကကားထဲမှာကျွန်တော်ကတရင်တစ်ပုတ်ဝင်ရိုက်တယ်ဘေးကနေကျွန်တော်လူတွေကတကားခေါက်လဲတိလိုက်ပြီးကျွန်တော်တစ်ခုဆိုတော့ဘတ်ထဲကျွန်တော်မီးပိတ်ပြီးနေဘာဖြစ်လို့အရေးပေါ်ဖြစ်တယ်ဘာအရေးပေါ်လဲဆိုမတည်ဘူးလေဟိုမှာစစ်စစ်မှုကလာဘာဖြစ်လဲတင်နှမ်းဆရာတွေကစနှစ်ပြားတွေမိပြီးတော့တွေးရတယ်ဘယ်ဟုတ်ပြင်းရှိတဲ့စေကန်တင်နှမ်းမှာရှိတဲ့စေးတီမီလီမီလောက်ကလာပဲဒီတကြောလုံးမှာရှိတဲ့ဆရာဝင်နော်ဘာစေးမှမရှိကုန်ပြီဘူးဒီမှာဖြစ်တဲ့လူပြည်သူတွေကိုလည်းသူပဲကူပေးရတယ် ရဲဘော်တွေဆိုတော့သူလက်ခံမှုပေးရအဲ့ဒီအတွက်ဆေးတွေလိုအပ်တယ်ကျွန်တော်ဆေးစင်းနေအခုပြောတာအဲ့လားအားလုံးပါဆိုတော့ဆေးဝါးနဲ့ပြည့်စုံမှုမရှိဘူးအရေးအကြောင်းပြည့်လို့တွားလာမှုရင်ရမ်းနေရလည်းမရှိဘူးဒီကာလမှာသူတို့ဘဝကိုသူတို့စူးစမ်းပြီးလုပ်နေတာအဲ့ဒီတင်တန်းမှာရှိတဲ့ကလေးတွေခင်ဗျားတို့ရေးထားတဲ့စာတွေသူ့လက်ကြီးကဘယ်လိုခံစားရမလဲဒါတော့ကိုစီရနေပြမပါနော်ကျွန်တော်တို့တရင်ရေးတောင်းဖို့လွဲမတွေအကြောင်းဟိုးဆိုတော့ကျွန်တော်တို့မြေပြမှာဆိုရင် တော်တို့ရဲဘော်တွေကစေနော်ရှစ်ဖြစ်ရတဲ့ဆိုတဲ့သဘောမျိုးတွေကိုတွန်းနေပြီးတော့မှဆက်လက်ပြောဆိုထားဖြစ်တယ်။တော်တို့ခုဆိုတော့အလုံးတီထားကြတဲ့တိုင်မဲ့တလန်ရဲဘော်တွေကဆိုတော့ဒီရှေတန်းစမစ်ပြင်မှာခက်ခဲပေါင်းစုံနေပါတော့။လက်နဲ့ခဲရမပြည့်စုံမှုတွေကြတဲ့ကနေပြီးတော့မှစစ်စခန်းတဲ့အောင်ဘွဲတွေကိုဆင်နွှဲနေတာပဲဖြစ်ပါတယ်။ဒီချိန်မှာကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှတတိကြီးကြီးထားပြီးတော့မှမြေပြင်မှာဖြစ်ပေါ်နေတဲ့ကျွန်တော်တရင်ချက်လက်တွေကိုစုံစမ်းသိရှိပြီးတော့မှပါတော့။မကမတာကျွန်တော်တို့ line ပေါ်မှာရေးတင်နေတာပဲဖြစ်ပါတယ်။ပြည်သူတွေကနေပြီးတော့မှ အကြောင်းအရာမျိုးစုံကိုဖတ်ရှုနေကြတာမလို့ဒါတွေကိုကျွန်တော်မျိုးဘာပြည်တွေတရင်ဌာနတွေနဲ့လည်းဒီချာလေးကိုစစ်ဆက်ပြီးတော့မှဂိုင်တွယ်ဖို့လွမ်းနေပြီဆိုတဲ့အကြောင်းကိုဆေးရနေပြီးတော့မှဒီချာလေးရှင်းပြပြောဆိုထားတာဖြစ်ပါတယ်ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မိုင်းဆက်မျိုးကစစ်ကောင်စီဒုတက်ကြဲအသားကနေပြီးတော့မှတတွင်းတပ်ပြင်မှာမွေးဆွေးတွေရောင်းချနေတဲ့ဆိုတဲ့အကြောင်းကိုတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်တွေကစကားတက်အစီအစဉ်အနေနဲ့ထောက်ပို့တက်ကစစ်တီတဝီးသားပြပူလာတဲ့စာလေးကိုဖတ်ပြပေးမှာဖြစ်ပါရဲ့ရှင် မိုင်းဆက်မျိုးထပ်ပခ123တက်ကလူတက်ချက်ချင်းတောင်းရဲ့တားအငေဆုံးကတက်တွင်းမာရောအပြင်းမာပါဆေးရောင်းနေပါတယ်တော်တော်များများသိပေမဲ့ဒီတရင်ကလူကြီးတွေနားရဲရောက်မရောက်ကိုမသိပါဘူးဒါကိုတက်ချက်မမတ်နဲ့စစ်ဆေးစီခြင်းပါတယ်သူတို့တားအငေဆေးရောင်းနေလို့ပြောရင်လည်းမကြိုက်ပါဘူးရန်တွေ့ပြီးဆေးပါတယ်နေချင်းညချင်းဆေးရောင်းပြီးချမ်းသာလာတော့မကင်းရမကင်းကြောင်လူတွေကလည်းမပြောရကြပါဘူးတက်ထဲမှာအခုလို့ဆေးရောင်းနေတာဟာစစ်တီတွေအတွက်ရောမိခိုလူငယ်တွေအတွက်ပါမကောင်းပါဘူး ကြာလာရင်မူရစီရဲ့သားကောင်တွေဖြစ်လာနိုင်ပြီးအုပ်ချုပ်မှုရောနေတဲ့ဖြစ်စဉ်တွေဖြစ်လာနိုင်ပါတယ်။အပြင်မှာလည်းဆေးရောင်းပါတယ်။မြို့မှာလည်းတိတိတတ်တာကိုနာမည်ထွက်နေပါတယ်။တိကျတဲ့သတင်းတွေလည်းရှိလာပါတယ်။စစ်တပ်ကမိခိုးသူတဦးအနေနဲ့အခုလိုလုပ်နေတာဟာတပ်မတော်တိုက်ခါကြအောင်လုပ်နေတယ်လို့ဖြစ်နေပါတယ်။အဲ့ဒါကိုတိတ်ချာစစ်ဆေးစီခြင်းပါတယ်လို့စာရေးသားပြပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတပ်မတော်သားတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တိတ်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တပ်မတော်သားအရာရှိစစ်သည်တွေအိမ်အောင်တဲ့ရဲမေတွေနဲ့တပ်မိသားစုဝင်တွေအနေနဲ့ ကျွန်တော်တို့အစီအစဉ်မှာပါဝင်ခြင်းရင် message box ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့ channel တွေကိုကျွန်တော်တို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒါတော့ပေါ့နော်ကျွန်တော်တို့တော်တော်လေးဝန်နာမြင်ကြီးနေတဲ့ message မျိုးอ่ะဆိုတော့ခုဆိုရင်စစ်ကောင်စီဒုသက်ချက်ရဲ့တားငယ်ဆုံးကနေပြီးတော့မှတက်တွင်းတက်ပြင်းမှာမှုရဲ့စီတွေရောင်းချနေတယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားဖြစ်တယ်။ကျွန်တော်တို့အားလုံးသိရှိထားတဲ့အတိုင်းစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပေါ့နော် အရာရှိတွေရဲ့သားသမီးတွေဟာဆိုတော့ကျွန်တော်တို့ဒီမှုရဆွေတွေပြီးတော့မှပြည်သက်စာလုပ်ငန်းတွေကိုသူတို့ကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ပြီးတော့မှကျက်မှတ်နေတာပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့မြေပေါ်ပြည်သူတွေခန့်ပြီးတော့မှချက်ပြတ်ပြောဆိုမှုတွေရှိနေပေမဲ့အထက်ကောင်းဆောင်တွေကနေပြီးတော့မှပါနော်လိုက်မလို့တဲ့ပြင်သူတို့အနေနဲ့အဲ့ဒီလိုမျိုးဟိုင်းခန့်တွေအတိတောင်မှတိုးချဲ့ပြီးတော့မှဖွင့်လင်းတာတွေလည်းကျွန်တော်တို့ပေါက်ကုံလိုမျိုးအုပ်စုတွေကနေပြီးတော့မှပြောဆိုမှုတွေရကြားသိနေတာပဲဖြစ်ပါတယ်ဒါကတော့ဒီဘိုးမရက်ွက်အယိုးကတ်တွေကနေပြီးတော့မှပြောပြောနေတာပေါ့နော်စတန်အမေဂျီရဲ့ဒီစံနှုန်းတစ်ခုကိုကျွန်တော်တို့ထပ်ပြီးတော့မှသိရှိတွေ့မြင်နေရတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမလော်ဘီတပူဖြစ်တဲ့ကျော်စိုးကနေပြီးတော့မှပလဲမျိုးနဲ့ကန်းတော့ရဲစခန်းတင်ပြီးမှဆိုတော့ဒီမောင်ဆောင်ဟာတို့အဖွဲရပါတော့နော်ရွေချင်းနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးပြောင်းလဲပြောင်းစားလိုက်ပြောထားမလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် ကျွန်တော်တို့ဒီအကြမ်းမအုပ်စုတွေဒီဆက်တော်ရေလမ်းကြောင်းတွေကပွင့်နေအဓိကသူတို့ရဲ့ပြစ်မှတ်ကဒီမန္တလေးမြို့ကိုသူတို့ရာသလောက်တိုက်နိုင်ဖို့ပေါ့အဲ့တော့ကျွန်တော်ရှင်းပါတင်ပြခဲ့တဲ့လမ်းကြောင်း၃ခုပေါ့နောင်ချိုဘက်ကနေဝင်ရောက်လာတဲ့လမ်းကြောင်းကလုံးဝဖြစ်နိုင်ခြင်းမရှိဘူးနောက်တစ်ခါကျတော့မင်းကုန်းဘက်ကနေဝင်ရောက်လာတဲ့လမ်းကြောင်းလည်းလုံးဝမရှိဘူးမဖြစ်နိုင်ဘူးလက်ရှိလည်းကျွန်တော်တို့ဒါနေမြေရှင်းလင်းမှုတွေကတော်တော်လေးခေရပောက်တယ်ပြောရမယ်နောက်တစ်ခါကတော့ကျွန်တော်တို့ဒီပတ်သိမ်းကြီးမတွေရလမ်းပိုင်းမှာအဲ့ဒီဘက်မှလည်းကျွန်တော်တို့ဒီသူတို့ထိုးပေါက်နိုင်တဲ့ဖြစ်နိုင်ခြင်းမရှိဘူးဘာကြောင့်လဲဆိုတော့သူတို့ကသူတို့ရဲ့အရှိန်ဒီနောက်ပိုင်းမှာကျွန်တော်တို့တော်တော်လေးထပ်မတွေ့ရတော့ဘူးတစ်ဖက်မှာတော့ဒီတိုက်ပွဲတွေကအဲ့ဒီဘက်မှာအရှိန်တွေရောကြပြီမဲ့တစ်ဖက်မှာကျွန်တော်အရှိန်ကိုကောင်းလာခဲ့တာကနှထိုးကြီးတောင်တာမြင်းကြံ မလိုင်ဘူးအဲ့ဒီဘက်မှာကျွန်တော်တို့တော်တော်လေးကိုအရှိန်ကောင်းတယ်အဲ့ဒီဘက်မှာကျွန်တော်အင်အားဒူးနဲ့ဒဲနဲ့ရှိတယ်ဘာကြောင့်လဲဆိုတော့အကြမ်းမအုပ်စုတွေကကျွန်တော်တို့ဒီအော်ဒီအေရောင်တွေမြစ်ပေါ့အေရောင်တွေမြစ်ဟိုဘက်ကဒီဘက်ကကုလို့လွယ်တယ်ပေါ့ကုလို့လွယ်တဲ့နေတာအဲ့ဒီစုံချက်ကလည်းကျွန်တော်တို့သခိုင်းတိုင်းမကွေးတိုင်းမန်လီတိုင်းတိုင်းတိုင်းသုံးတိုင်းရဲ့စုံမှတ်အဲ့စုံမှတ်နေရာမှာတို့ကုလူသွားလာလို့လွယ်တယ်တစ်ဖက်မှာတို့တဏျောင်တိုက်တော့မယ်ဆိုရင်တစ်ဖက်ကကျွန်တော်ရေစုံမြေရှိသေးတာတစ်ဖက်မှာကြီးကကျွန်တော်တို့ရင်းမာပဲစသဖြင့်တို့ကဒီတို့ရဲ့ဒီထောက်ဖို့လမ်းကြောင်းကြီးပွင့်ပြီးတော့တို့တဏျောင်ကိုအင်အားလုံးနဲ့တို့တိုက်တယ်တိုက်ရတဲ့ဘက်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီငဆောင်ကအဖွဲ့ကဘာကြောင့်ကန်းတောင်းကိုတိုက်ရလဲဆိုရင်တို့ပြီးခဲ့တဲ့ကာလကာလတွေကပြောခဲ့တဲ့ဇာတ်ကိုပြန်ကောက်ရမယ်ဆိုရင် ဒါသူတို့ကဒီမန်လေးတိုင်းဘက်ကိုသူတို့ဝင်ရောက်လာနိုင်ဖို့အတွက်သူတို့ဒါကန်တော့ကိုသူတို့တိုက်တယ်ကန်တော့ကိုတိုက်ပြီးတော့ဒါသူတို့ဒီဆက်သွေးလမ်းကိုဖောက်တယ်အဲ့ဒီကနေကျွန်တော်တို့ဒီဘက် MT တို့ကျွန်တော်တို့ကဒီစည်းပြုံကုန်လို့သူတို့ဆက်တိုက်ရင်တိုက်မယ်မတိုက်နဲ့သူတို့ရှောင်ကြီးလဲရှောင်မယ်ရှောင်လို့ရတဲ့လမ်းကြောင်းတွေလည်းရှိပါတယ်အဲ့တော့သူတို့ကဝင်မယ်ဝင်ပြီးတော့တစ်ဖက်မှာရှိတယ်ကျွန်တော်တို့ရေစကြိုးမြိုင်နဲ့မြိုင်ရေစကြိုးပေါ့ဗျာအဲ့ဒီလမ်းကြောင်းတစ်ချိန်ပဲအဲ့ဒီဘက်မှာလည်းကျွန်တော်လမ်းကြောင်းတွေကပွင့်နေတယ်ဘယ်လောက်ပွင့်လဲဆိုရင်ကျွန်တော်တို့ပခုတ်ကုနဲ့မြိုင်လမ်းကြောင်းတော့မှဆက်သွေးလမ်းတော့ကျွန်တော်တို့မပွင့်တာပဲခင်ဗျာနှစ်ကလေးသုံးနှစ်ကျော်လေးနှစ်လောက်ရှိသွားပြီဒါကျွန်တော်တို့ပခုတ်ကုနဲ့မြိုင်ဆိုတာတော်တော်လေးနှီးပါတယ်အဲ့ဒီလမ်းကြောင်းမသုံးမနဲ့ကျွန်တော်တို့အခြားသောကြေးလက်လမ်းကိုရှောင်သုံးမယ်ဆိုရင်လည်းပဲတော်တော်လေးကိုသုံးလို့ရပါတယ်အဲ့ဒီကနေကျွန်တော်တို့တစ်ဖက်ကို ရေစကြိုးမြိုင်သွားမယ်တပတ်ကိုကျွန်တော်တို့မြေရှိဒေသကိုရောက်မယ်မြေရှိဒေသကလည်းကျွန်တော်ရှိရတင်ပြခဲ့တဲ့အတိုင်းခုနကစကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းစုံချက်ဖြစ်တဲ့ရေလေကျုံဧရိယာနေပြီးတော့ကျွန်တော်တပတ်ကိုဖောက်ထုတ်မယ်ဆိုရင်တော့ငင်းကြံမြို့နဲ့ရန်နဘူရွာအဲ့တော့ကျွန်တော်တို့ရန်နဘူစာချုပ်ချုပ်ခဲ့တဲ့အင်္ဂလိပ်မြန်မာစစ်ပွဲမှာကျွန်တော်ရန်နဘူစာချုပ်ချုပ်ခဲ့တဲ့ရွာပါအဲ့ဒီရွာရောက်ပါတယ်အဲ့ဒီရွာနဲ့တပတ်ကိုဆိုကျွန်တော်တို့မြင်းညတောင်သားဘက်ကိုချိတ်ဆက်နိုင်တဲ့အနေအထားရှိပါတယ်ဒါကြောင့်ဒီဒါကြောင့်ဒီငဆောင်ကအဖွဲကတော့သူတို့ရဲ့ဒီစေရေးကြီးမှန်ချက်ကတော့မန်းဒီဒီဒီကျွန်တော်မြင်းညက်ခရိုင်အေရီယာဘက်ကိုသူတို့ထိုးပေါက်နိုင်ပို့ပါအဲ့တော့သူတို့ရဲ့ရွေးချက်ကတော့အဲ့ဒီလိုရှိရလို့ကျွန်တော်နားလေရပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဒီရှေ့မှာသူတို့ပြောခဲ့တဲ့ပြောခဲ့တဲ့ဇာတ်ကားတွေကိုကျွန်တော်ပြန်ပြီးတော့ ဒါဒီလက်ရှိဖြစ်နေတဲ့အခြေအနေနဲ့ပြန်ပြီးကြည့်ရမယ်ဆိုရင်တို့ကအဲ့ဒီလိုမျိုးတို့ရည်ရွယ်ထားပုံရပါတယ်ကျော်ဆိုရတော့တော်တော်လေးတွေးပြချောက်ချနေတာပါနော်အခုဆိုတော့ကျွန်တော်တို့မော်ဆောင်ခရုတ်ပုံဝင်ကျန်တဲ့တော်လန်ပူပေါင်းတို့ဖို့နေပြီးတော့ဒီကနော်ရက်စကောင်တင်ပိုက်ပြတဲ့အချိန်မှာပဲတို့တို့အနေနဲ့မြေချံမျိုးဘက်ကိုဆက်လက်ပြီးတော့ OTP တက်ခဲ့တော့မယ်ဆိုတဲ့ပုံစံမျိုးတွေတွေ အားချောင်းပြောဆိုနေကြတာပဲဖြစ်ပါတယ်ကျတို့အညာသားတွေရာဆိုတော့ဒီကိုမင်းဆောင်အညာဆစ်စင်ရင်းနဲ့ညီအခုဆိုစုကောင်စီတဖို့နဲ့မိုးချဲတက်ခိုက်နေတာမလို့မကြခင်မှာတော့ကျတို့မျိုးဘပြည်သူမျိုးလင်ထားတဲ့အတိုင်းပဲအညာဒေသမှာတပေါင်းစုတစ်ခုတည်ဆောက်ပြီးတော့မှစစ်ကောင်စီရဲ့ပေါ့နော်ဆစ်စခန်းတွေမြို့သိမ်းတဲ့ဖွဲ့တွေတိတက်ပို့ပြီးတော့မှဆင်နွှဲလာဖို့ရှိတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတဖို့နေနဲ့ဘောမကူမောင်မောင်ကနေပြီးတော့မှကျောက်ဖြူမျိုးနဲ့တိုက်ပွဲမှာဆိုတော့စစ်ကောင်စီအနေနဲ့အခုဆိုရင် AA ရဲ့ sniper ရန်ကိုကြောက်နေရတဲ့ sprint မှာဝင်ခါပြောချထားတဲ့အရာလေးကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် ကျောက်ပြမျိုးအခြေအနေရတော့မယ်လို့အောင်တော့မယ်လို့ပြောနေတာအားလုံးကတော့ကျောက်ပြမျိုးတိုက်ပွဲချမ်းနေရမှန်တယ်သို့ပါသော်လည်းကျောက်ပြမျိုးကိုရတော့မယ်လို့ကျောက်ပြမျိုးကသူတို့လက်ထဲမှာပါလို့ဆိုတာကတော့လုံးဝလွဲနေပါတယ်လက်ရှိအခြေအနေတကယ်ပဲလေနော်ကျွန်တော်ပြောနိုင်တာကတော့ကျောက်ပြမျိုးဒီအဲတာတာရရအေးအေးချမ်းချမ်းပါပဲနော်ကျောက်ပြမျိုးထဲမှာကျောင်းနေအေးဆေးဖွင့်နိုင်တယ်ဘန်ဒေ့ဖွင့်နိုင်တယ်နော်အဲဘယ်လိုခေါ်မလဲဆိုရှင်စီးပွားရေးတွေရှားနိုင်တယ်လို့မှာကျောက်ပြမျိုးကပြောတိတာမသိဘူးပုံလင်းပြောမယ်နော်ကျောက်ပြမျိုးကဒီလိုအေးအေးဒီအဲ့ဒီအစုံဖျားတော့ပါလှောက်ရှားနေတာကိုတိတာမသိဘူးနော် ဲ့တော့ဒါပေမဲ့အေးအေးလေးမသိပေမဲ့အဲ့ဒီရဲတိုင်သုံးစက်နှစ်ကတော့အများကြီးသိပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေရာမှာမြေပြင်အခြေအနေအစ်စ်မှန်ကိုကျွန်တော်ပြောပါမယ်။မြေပြင်အခြေအနေအစ်စ်မှန်ကတော့အဲရဲတိုင်သုံးစက်နှစ်ကနည်းနည်းလေးပေါ့နော်။အာထိတ်တိုက်မဟုတ်တော့မှပဲထိတ်တိုက်ပြီးပါရင်ဆိုင်ရတဲ့အခြေအနေဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီတိတ်မလန်းတော့လေ။ကိုင်စစ်ကိစ္စကလည်းပြောမှဆိုလို့ရှိရင်ရဲတိုင်သုံးစက်နှစ်တိတ်လန်းတော့မှမဟုတ်တာနော်။တိတ်နည်းနည်းလေးအောင်နည်းနည်းလေးနည်းနည်းလေးမှကျွန်တော်တို့က အဲ့မှာရင်ဆိုင်နေရတဲ့အတိုင်းအတာရှိတော့သူတို့ဘက်ကတော့အပြိုင်စိတ်ကိုရပြီလို့ပြောတယ်မဲ့အဲ့ရင်ဆိုင်နေရတဲ့အတိုင်းအတာရှိတယ်အဲ့တော့ရှိအာခက်ခဲရပါလဲဆိုတဲ့ခါကျတော့တရင်ကိုလာလာပြီးတော့စနိုက်ပါသူတို့စနိုက်ပါတော်တော်ကောင်းတယ်ကြာတေးရတယ်နော်စနိုက်ပါတော်တော်အဝေးကိုရောက်တယ်လို့ပြောဟုတ်အဝေးကနေပြီးတော့စနိုက်ပါနဲ့တက်ကိုထောက်ထောက်ထားတယ်ထောက်ထားတော့ကြောင့်မို့လို့အဲတပ်ဖွဲ့ဝင်နေပေါ့နော်တပ်ဖွဲ့ဝင်နေနေနဲ့ရဲတိုင်30နှစ်ကသွားရေးလာရေးလှုပ်ရှားရေးတွေမှာအခက်ခဲပေါ့နော် ကျွန်တော်တို့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်အဲ့ဒါကတော့နေပြင်ချင်းနေအစ်စ်မှန်ပဲဖြစ်တယ် AAD sniper အသုံးများပါတယ် sniper နဲ့ထောက်ပါတယ်နော်ဒီမှာပြောင်းကြရင်ပြထမပါနော်ခုဆိုရင်ကျွန်တော်တို့ချက်ဖြူမျိုးတင်းတဲ့ဘက်မှာစတော့ AA ကနေပြမ sniper ထောက်ထားလို့သူတို့အနေနဲ့ကြာဆုံးမျိုးများတယ်ဆိုတဲ့အကြောင်းကိုဝန်ခံပြောဆိုထားဖြစ်တယ်အမှတ်30နဲ့ရဲတရဲမှာဆိုတော့ကျွန်တော်တို့စကွန်စီသဖုန်တွေကို A ဘက်ကနေပြမ lane ကြီးတွေနဲ့ထုတ်တာတယ်ပြီးတော့မှအရာတင်ဖို့ပေါ့နော်စူးစမ်းနေတာမလို့မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ချော့ဖီမျိုးတင်တဲ့ဘက်မှာဆိုတော့အမှ30နဲ့ပထမအဆုံးအနေနဲ့ကြာမလားဆိုတော့ ဆောင်ကြမှာပဲဖြစ်ပါတယ်။တရုတ်နဲ့ကျွန်တော်တို့ဒီစစ်ကောင်စီရရှိတွေမိသားစုနေရဆိုရင်လည်းရန်ကုန်မြို့ကိုထွက်ပြေးသွားကြတာမလို့ကျွန်တော်အနေနဲ့ပေါ့နော်ကြောက်ဖြစ်မြို့ဆိုတော့ဒီတဲ့ပုံပြမစီရေးတင်းမမှုတွေဖြစ်ပေါ်လာနိုင်တာပဲဖြစ်ပါတယ်။ဒီကြောင်းတွေနဲ့ပတ်သက်ပြီးတော့မှလည်းကြည့်ရှုနေကြတဲ့မြို့ပွားပြည်သူတွေဘက်ကနေပြီးတော့မှကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တော်လံပြည့်တဲ့တာသူဖြစ်တဲ့ဦးကျော်ကနေပြတော့မှမြောက်လိုင်းတို့ဖစ်စစ်တန်းနဲ့ပူတွဲပြတော့မှလှုပ်ဆောင်နေကြတဲ့ ဒီဘက်ကစားတခုပါတီတွေကြောင်းကိုတွန်းနေပြီးတော့ဆုံးမပြောဆိုထားတဲ့အားလဲကျွန်တော်စစ်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်နော်မင်းတို့ခက်ဆက်ဆက်ကဟုတ်လားနေဝင်းအနာရှိအနာသိမ့်လိုက်ပြီးကြည့်ရဘာလာလဲဆိုတော့မြမဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတော့တခုပဲอืมအလားနေဝင်းရဲ့ဥစ္စာနော်တခါအဲ့ဒီမြမဆိုရှယ်လစ်လမ်းစဉ်ပါတီပြီးတော့ဘာကလာလဲဆိုတော့တက်ဆန်ညာတခုပဲတခုပါတီပဲဟင်တခုပါတီပဲ တခေါပါတီပြီးတော့တခါတန်းရွှေ့ပြီးတော့ဘာလာလဲဆိုတော့မင်းတို့ဒီကြံဖို့ဟမ်ကြံဖို့တဲ့မင်းတို့လာတယ်ကြံဖို့တဲ့လားတခိုးနေပြဲအစင်အဆက်ဆက်ကွာအာနာရှင်ကြီးရဲ့နော်ဟိုပေါ်ဆောင်လာတဲ့လမ်းစီတွေကအကောင်တော့တခိုးပါတီနဲ့ယူရပေါ်ဆောင်လာခဲ့တာကွာမင်းတို့ဒီမှာဆူဆူလမ်းစီပါတယ်အဲ့ဒီကလည်းမေလိုစစ်ပွဲလေးဟုတ်လားဒီယူနီဖောင်းပြုတ်ပြီးတော့ဒီတခိုး 把快不掉，把地留个。好了，那么多地，那呃，他不会割的，谁割不会？哎嘛嘞，第三年嘞，哎，哪嘞、嗯？哦、嗯，就你旁边不要把苦一路死回来，帮助不要苦梅把地里。啊，山区那天要哪里没有？路，以被路山区干的啊？就你旁边不要哎，捡火烧来把地，把火把地别没弄阿龙阿龙啊，开石山，阿龙先开石山，把石山嘞，把地地，把火把地在那边。 မြန်မာဆိုရှယ်လမ်းညပါတီတခိုးပါလို့တာဆညာပါတီတိုင်းနာစလုံးကြီးရဲ့ပါတီတခိုးပါတီပဲနော်အခုတခါတန့်ဖို့တယ်ဟုတ်လားတခိုးပါတီပဲမြို့တခိုးမှာတခိုးနေပြီမြို့အာလုံးခင်းစစ်စစ်အာနာရှင်တီဆောက်ခဲ့တဲ့ဖွဲ့ပါတီမှန်တယ်မြတ်ဖွဲ့စီမှန်တယ်တခိုးနေငယ်ဘုကျော်တော့တဲ့ကိုပြောလိုက်တာနော်မြောက်လိုင်းတို့ပါဝင်ဂျန်နဲ့အခုဆိုရရင်နိုင်ငံရေးဖက်ကစပါတီတွေကနေပြီးတော့မှကျွန်တော်တို့တိုင်းပြည်နယ်လူမျိုးတွေကိုချန်နေပြီးတော့မှကိုချိုးချန်နေတဲ့ လုပ်ငန်းတွေရာဆိုတော့ဗောနော်ခေဆဲဆဲလုံးဆောင်ခဲ့တယ်ဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်အခုဆိုရင်မြောက်လင်ကနေပြမသူရဲ့နိုင်ငံရေးထွက်ပေါက်ရှာဖို့ကြိုးစားနေတဲ့အချိန်မှာပဲဂျန်တဲ့နိုင်ငံရေးပါတီတွေနဲ့ပူးပေါင်းပြီးတော့မှဒီနေ့မှကွန်ခင်မှာရုပ်ောက်ပွဲကျင်းပမယ်ဆိုပြမလုံးဆောင်နေကြတာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေဝင်းကနေစတင်ပြီးတော့မှအခုဆိုရင်မြောက်လင်တို့လက်ထက်ထိခေဆဲဆဲစစ်ကောင်စီနေနဲ့ဒီစစ်ကောင်စီရာရှိတွေကို uniform တွေချုပ်ပြီးတော့မှအခုဆိုရင်နိုင်ငံရေးလောကထဲကိုသွန်းသွင်းနေတာကျွန်တော်ရာစုနဲ့မများစွာကြားမြင်နေပြီးပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့အနေနဲ့အဆုံးသတ်နိုင်မှုဆိုတော့ တော်လန်ပီတိုတွေနဲ့အခုချိန်မှာကျွန်တော်တို့ဒီတော်လန်မှာထက်ထက်ဝင်ပူပေါင်းပေါင်းရင်းနဲ့ဖက်ဆီယာနာရှင်လူသစုတွေကိုအများဆုံးကျွန်တော်တို့တော်လန်ရဲဘော်တွေနဲ့သူဖြိုချဖြိုလဲရတော့မှာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောတွေနဲ့စစ်ကောင်စီရဲ့ကလေးဆက်တာတုံးပြမှုများပြားလာတဲ့ဆိုတဲ့အကြောင်းကို UN အသွင်းမှုချုပ်ကနေပြောဆိုထားတဲ့ဆိုတဲ့အကြောင်းဦးသိမ်းမြတ်တုံးသက်ပြောဆိုမှုလဲကျွန်တော်စစ်ပြမှာနားထောင်ကြည့်လိုက်ရအောင်နော်။ စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းခလေးစစ်သား1800ကျော်အသုံးပြုထားကြောင်းစစ်ဆေးအတည်ပြုနိုင်ခဲ့တယ်လို့ကုလသမဂ္ဂကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီခလေးစစ်သားတွေထဲမှာအသက်12နှစ်လောက်အထိငယ်ရွယ်တဲ့သူတွေတောင်မှပါဝင်တယ်လို့ဆိုထားပါတယ်။2024ခုနှစ်တနည်းထဲအတွက်မှာပဲအသက်မပြည့်သေးတဲ့ခလေးငယ်တွေအပေါ်မှာလူခွေရေးချိုးဖောက်မှုပေါင်း2138ခုရှိတဲ့အကြောင်းကိုစစ်ဆေးအတည်ပြုထားနိုင်ပြီလို့လည်းဆိုထားပါတယ်။အဲ့ဒီ2138ခုအပြည့်မှာဆွဆွဲရရှိပြီးတော့စစ်ဆေးနေဆဲဖြစ်တဲ့ခလေးငယ်တွေအပေါ်လူခွေရေးချိုးဖောက်မှု ကျုလွတ်ထားတာကလည်းထောက်နေရရှိသေးတယ်လို့ဆိုပါရတယ်။လုံခြုံရေးကောင်စီအထွေထွေညှိနှိုင်းကမှကုလသမဂ္ဂအတွေ့အမှုချုပ်ကပြီးခဲ့တဲ့ဇွန်လ18ရက်နေ့မှာတင်သွင်းခဲ့တဲ့အစီရင်ခံစာမှာအဲ့ဒါလိုဖော်ပြထားတာဖြစ်ပါတယ်။စစ်ပွဲအတွင်းကလေးစစ်သားအုံပြုခြင်း၊ကလေးတငယ်တပ်ဖြတ်ခြင်း၊ကိုလက်အင်ကဖြတ်တောက်ညှဉ်းပန်းခြင်း၊လိမ့်မှုကျုလွန်ခြင်း၊စာတင်ကြောင်းနဲ့ဆေးရုံကိုဓာတ်ရိုက်တိုက်ခိုက်ခြင်း၊လူပြန်ပေးဆွဲခြင်းစတဲ့အလွန်ဆိုးဝါးတဲ့ကလေးတငယ်တွေအပေါ်ပြစ်မှုမျိုးစုံကျုလွန်တာတွေကိုမြန်မာစစ်ကောင်စီကလုပ်နေတယ်လို့ကုလသမဂ္ဂအတွေ့အမှုချုပ်ရဲ့အစီရင်ခံစာကဖော်ပြထားပါတယ်။အဲ့ဒါလိုပြစ်မှုတွေကိုအစိုးရတာဝန်ယူထားတဲ့သူက ကျူးလွန်နေတာဟာမြန်မာစစ်ကောင်စီတစ်ဖွဲ့ပဲရှိတယ်လို့လည်းကုလသမဂ္ဂအတွင်းမှုချုပ်ရဲ့အစီရင်ခံစာကမိမောင်းထုတ်ဖော်ပြထားပါတယ်။ဒါတော့ဗောနော်ဖစ်စတဲ့ရဲ့လွယ်ရည်နဲ့ပတ်သက်ပြီးတော့ခုဆိုရင် UN အတွင်းမှုချုပ်ကိုယ်တိုင်ကနေမြန်မာထုတ်ဖော်ပြချလာတာပဲဖြစ်ပါတယ်။ကလေးစက်သားထောင်ကရန်တီ30ဆိုကြဲဟောတာဗောနော်ဒီကောင်တွေကလွယ်ရည်တွေဆိုရင်တပကန်းရောက် မိုင်မဲမှုတွေများစွာလို့ဆောင်နေတာဖြစ်ပြီးတော့မှကျွန်တော်တို့အနေနဲ့ဒါတွေကိုသတိဖို့အရေးပေါ်လွှဲနေတာပဲဖြစ်ပါတယ်စစ်ကောင်စီရဲ့ဒီဆီယဆူမှုပေါ်များစွာကျွလွန်ထားတဲ့မှုတွေဟာဆိုရင်ကျွန်တော်တို့နိုင်ငံတကာဖွဲ့စည်းတွေကနေပြီးတော့မှသိရှိလာကြတာမို့လို့သူတို့တွေနဲ့ဒါတွေကိုထိထိရောက်အရေးယူဖို့လွှဲနေတာပဲဖြစ်ပါတယ်တစ်ဖက်မှာကျွန်တော်တို့ဗီဒီယိုမှာရှိနေတဲ့ပြည်သူတွေတမကတော်လိုင်းရဲ့ဘော်တွေနဲ့စူးစီးညွှန်ဆောင်တဲ့တပေါင်းစုတစ်ခုတိစောက်ပြီးတော့မှကျွန်တော်တို့ဘုံရံသူဖြစ်တဲ့ပေါ့နော်မြောက်လိုင်းနဲ့ဖစ်ဆက်အာနာရှင်လူတို့စုတွေကိုဒီနိုင်ငံထဲကနေပြီးတော့မှ နေ့နဲ့မကုန်ခင်မှာပဲအပြီးဖြိုချဖို့လွမ်းနေတာပဲဖြစ်ပါတယ်ဒါမှသာကျွန်တော်တို့ပြည်သူတွေလွမ်းနေတဲ့ Federal Democracy Line ဆင်နဲ့ကိုဒေတာကိုပိုင်အုပ်ချုပ်ခွင့်ရရှိရေးတွေအရဆိုရင်တေချာဖို့အကောင့်တွေပေါ်လို့ရနိုင်တယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောချင်တဲ့ကျွန်တော်ဒီနေ့မနက်ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးထူးချေဆိုတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကြမ်းမှချင်တဲ့ပြေဆုံးပြီးတော့မှတာယာရေးချမ်းတဲ့နေ့တည်းလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်